ဒီကနေ့အလုံးသောဥစဉ်တို့ဓမ္မချစ်ခင်သူတော်စင်များအတွက်ဘာသာရေးနဲ့ပတ်သက်ပြီးတော့အခြေခံအနေအဖြစ်သိစရာမှတ်စရာဘုဒ္ဓတရားစရာကိုဥစဉ်ပြောပြမျှဝေပေးပါမယ်ဒီကနေ့မျှဝေပေးမယ့်အကြောင်းအရာကဘာသာရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါဘုဒ္ဓတရားစရာပေါ့ ။ဦးဇင်းတို့ဓမ္မချစ်ခင်သူတို့ဇင်များကြားပူးကြပါလိမ့်မယ်။ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်ကြပြောဆိုကြညများလေးဝေဖန်ပေးကြဝေဖန်ကောင်းတယ်။ဒါဘာသာရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်ဖို့အတွက်ဒါတိုက်တွန်းပြောဆိုတဲ့လူတချို့ရှိတယ်လို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်နဲ့ဝေဖန်ကောင်းဘူးဆိုပြီးတော့ဒီလို တမ်းမြစ်ပြောဆိုတဲ့သူလည်းသူတွေလည်းပဲရှိတယ်ပေါ့အဲ့တော့ဘာသာရေးလို့ဒီလိုပြောလိုက်တဲ့အတွက်ကြောင့်မို့လို့ဥစဉ်တို့ဘာသာဒီဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗုဒ္ဓဘာသာမှာဒါအဓိကနံပါတ်1အမြင့်မြတ်ဆုံးနေရာမှာထားရှိတာကတော့ဘုရားတရားတန်ခါပါပဲဘာသာရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်နေဆိုတာကဒါဘုရားကလည်းဝေဖန်မယ် ဖះဟုတ်တဲ့တရားကိုလည်းပဲဝေဖန်မယ်ဖះရဲ့တပည့်တော်ကများဖြစ်ကြတဲ့ယဟန်တန်ဃာတွေကိုလည်းပဲဝေဖန်မယ်အဲဒီလိုပေါ့ဖះတရားတန်ဃာနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုကိုပဲဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒါဝေဖန်ခြင်းလို့ဒီလိုပြောဆိုကြတာဖြစ်ပါအဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်ကောင်းတယ်လို့ပြောတဲ့ လူအများရှိသလိုဘာသာရေးနဲ့ပတ်သက်ပြီးတော့မဝေဖန်ကောင်းဘူးလို့ပြောတဲ့သူတွေလည်းပဲရှိကြတယ်ပေါ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဓမ္မချစ်ခင်သူတော်စင်များသိချလေမှတ်သားသင့်ပါတယ်သိလေသိထားသင့်ပါတယ်ညမစကားမှာဝေဖန်ဆိုတဲ့ဒီစကားဝေဖန်ဆိုတဲ့စကားနဲ့အပြစ်တင်အပြစ်ပြောအပြစ်ဖို့ဆိုတဲ့ ဒီစကားတွေဟာမတူပါဘူးအထိပ္ပယ်ချင်းအပြစ်တင်တယ်ကဲ့ရက်တယ်ရှုတ်ချတယ်အပြစ်ပြောတယ်အပြစ်ဖို့တယ်အပြစ်ရှာတယ်အပြစ်ဖို့တယ်အပြစ်ပြောတယ်အပြစ်ရှာတယ်ဆိုတဲ့အပြစ်နဲ့ပတ်သက်တာတောင်မှဒါတမျိုးနဲ့တမျိုးကအထိပ္ပယ်မတူဘူးအပြစ်ဖို့တယ်ဆိုတာကအထိပ္ပယ်တမျိုးအပြစ်တင်တယ်ဆိုတာကအထိပ္ပယ်တမျိုးအပြစ်ရှာတယ်ဆိုတာကအထိပ္ပယ်တမျိုးပေါ့ဒါအပြစ်နဲ့ပတ်သက်တာတော့အထိပ္ပယ်လေးက တစ်ခုနဲ့တစ်ခုမတူကြဘူးပေါ့အခုဝေဘန်နယ်ဆိုတဲ့ဒီစကားရဲ့အဓိပ္ပာယ်ကဒီအပြစ်တင်အပြစ်အပြစ်ရှာကက်ရတာနဲ့လုံးဝမတူပါဘူးဝေဘန်နယ်ဆိုတဲ့ဒီစကားရဲ့အဓိပ္ပာယ်ကိုဒါမြမအပိဓာန်မှာအဓိပ္ပာယ်နှမျိုးပြောထားတယ်ပေါ့နံပါတ်1အဓိပ္ပာယ်ကအကောင်းအဆိုးကိုသုံးသက်စစ်စစ်ပြတာကို ဒါဝေဖန်တယ်လို့ဒီလိုပြောတယ်ပေါ့ဒါကနံပါတ်1အတိတ်ပဲနံပါတ်2အတိတ်ပဲကဒါခွဲချမ်းပေးတာအညီမြခွဲဝေပေးတာဒါကိုလည်းပဲဝေဖန်တယ်လို့ဒီလိုပြောတယ်ပေါ့ဥပမာလူ9ယောက်ကိုပန်းသီး10လုံးပန်းသီးရ10လုံးလူက9ယောက်ဒီမှာတယောက်သုံးသူကိုခေါ်ပြီးတော့ယော့ဒီမှာပန်းသီး10လုံးကိုလူ9ယောက်ကိုဝေဖန်ပေးလိုက်ပါဆိုတာဒါအညီမြ ခွဲပေးလိုက်ပါလို့ဒါပြောလိုက်တာပါပဲဒါလည်းဝေဖန်တာပဲဝေဖန်ခြင်းရဲ့နောက်အဓိပ္ပာယ်တစ်ခုကအကောင်းအဆိုးကိုသုံးသပ်ပြတာစစ်စစ်ပြတာသုံးသပ်စစ်စစ်ပြတာကိုလည်းပဲဒါနောက်တစ်ခုအဓိပ္ပာယ်ကဝေဖန်တယ်လို့ဒီလိုပြောတယ်ပေါ့အဲ့တော့ဒီနေရာမှာဘာသာရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်တယ်ဆိုတဲ့ဒီစကားက အကောင်းအဆိုးကိုသုံးသက်စစ်စစ်ပြတာကိုဝေဖန်တယ်လို့ဒီလိုပြောတာဖြစ်ပါတယ်။အဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အကောင်းအဆိုးကိုသုံးသက်စစ်စစ်ပြတာဟာမလောက်ကောင်းဘူးလားဆိုရင်ဒါဥစဉ်ကနှမျိုးပြောရမယ်ပေါ့လောက်ကောင်းသည်လည်းရှိမယ်မလောက်ကောင်းသည်လည်းရှိမယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့လောက်ကောင်းတယ်ဆိုတာက ဝေဘန်နေဆိုတာအကောင်းအဆိုးကိုတုံးသက်စစ်စစ်ပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမိကိုယ်တိုင်ကဘာသာရေးနဲ့ပတ်သက်ပြီးတော့အကောင်းအဆိုးကိုဒါထက်တဲ့ဝင်ဝင်သိနာလဲထားဖို့လိုတယ်ဗောဘာမှမသိဘာမှ နားမလဲထားပဲနဲ့ဝေဘန်နေဆိုတဲ့စကားလုံးနဲ့ဟလာဘာသာရေးမှာလာပြီးတော့အချို့ပြောနေကြတာဒီဦးစင်းတို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာမှာဗောလေ ပြောနေကြတာတွေဦးဇင်းတို့နားထောင်ကြည့်တော့ဩသူတို့ကတော့ဝေဘန်နဲ့ပြောတာဒါကဝေဘန်ဒါမှမဟုတ်တာပဲဒီလိုပြောတာကဒါအပြစ်ရှာဟောဒီလိုကြတော့ဒါကြတော့အပြစ်တင်တာအဲ့တော့ဝေဘန်နဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာသူတို့ကအပြစ်တင်အပြစ်ပြောနေတာတွေအပြစ်ပြောနေတာတွေတချို့ဦးဇင်းတို့တွေ့ရမြင်ရကြားရတယ်ပေါ့ဦးဇင်းတို့ဥပမာတစ်ခုပြောမယ်ပေါ့ဗျာအခု online ပေါ်မှာ ုံတလုံးထွက်လာပြီဆိုရင်အဲ့ဒီဖုံးကို review လုပ်တယ်ဆိုတာဒေါဇင်တို့ဓမ္မချင်းကတူတော်ရှင်များတွေ့ဖို့မြင်ဖို့ကြားဖို့ကြပါ review လုပ်တယ်ဆိုတာဒါတုံးသက်ပြတာပဲဝေဖန်ပြတာပဲအဲ့တော့ဒီဖုံးတလုံးကိုအတင်းထွက်လာတဲ့ဒီဖုံးတလုံးကို review လုပ်ပြမဲ့လူဟာ review ဆိုတာဒါတုံးသက်ပြတာနော်ဝေဖန်ပြတာပဲပိုင်းခြားပြတာပေါ့အကောင်းဆုံးအကြောင်းကျိုးကိုဒါတူကပြောပြတာ ဲ့တော့ပြောတဲ့ဒီလူတယောက်ဒီဒီဖုံးဒီဘယ်နိုင်ငံကထုတ်တာအထဲထဲမှာဒါနားလည်အောင်ပြောနော်ဗျာကင်မရာကဘလောက်ပါတာဘယ်တီကဘလောက်ပါတာ LCD ကဘလို့သုံးထားတာအာဖူဂျီလာ3ဂျီလာအစရှိသည့်အပြည့်ဒီဖုံးနဲ့ပတ်သက်တဲ့ဒါသိစရာအကြောင်းအရာကိုသူအသေးစိတ်သိထားမှသိအောင်လေ့လာထားမှဒီဖုံးနဲ့ပတ်သက်ပြီးတော့ ဟာဒီဖုန်းကဟာလာဈေးနေအပြည့်ဘယ်လောက်ရှိတယ်ဘယ်လိုပုံကူမျိုးဆိုရင်ဝယ်တင်တယ်ဘယ်လိုပုံကူတွေကတော့မဝယ်တင်ဘူးဘာသုံးဖို့အတွက်ဆိုဝယ်တင်တယ်ဥပမာဒီကိလူငယ်တွေဆိုလို့ရှိရင်ဒါဂိမ်းဆော့ဖို့အတွက်ဆိုရင်ဝယ်တင်တယ်အဲဂိမ်းမဆော့ဘူးဆိုလို့ရှိရင်ဒီဖုန်းနေထားမှာဒါဒီလောက်ဝယ်စရာမလိုဘူးအစားရှိသည့်အပြည့်ဒီလိုသုံးသက်ပြဖို့ဝေဖန်ပြဖို့သူတို့အင်္ဂလိပ်အပြောနေဆုံးတော့ review ဒီလိုလောက်ပြဖို့ဆိုတဲ့နေရာမှာဒီဖုန်းရဲ့အသေးစိတ်အချက်အလက်ကို မမှန်ကန်ကန်သိထားမှသူတို့ပြောပြလို့ရမယ်ပေါ့ဘာမှမသိတဲ့လူတယောက်လက်ထဲတွားပြီးတော့ရော့ထိုးထည့်ပြီးတော့ရော့အင်းဒီဖုံးကိုမင်းသုံးသက်ပြဆံပါအကောင်းဆိုးဆိုပြီးတော့ အပေါ်ရန်ကြည့်ပြီးတော့ပဲသူသုံးသက်မှာပေါ့ဟာဒီဖုံးကကောင်းတယ်ဒီမှာအယောင်လေးကလည်းလှတယ်ကင်မလာလေးကလည်းပြူးနေတာပဲဟုတ်လားမစကရင်ကိုကြည့်လိုက်တော့ပဲအယောင်လေးကိုတောက်နေတာပဲဒီလောက်ပဲကြည့်ပြီးတော့သူအကောင်းဆိုးသုံးသက်မှာပေါ့ထဲထဲကကင်မလာက ကင်မရာကမီဂါပစယ်ဘယ်လောက်သုံးထားတယ်ဗီဒီယိုဟလာအန်ဘီယာဘယ်လိုသုံးထားတယ် तू မသိဘူးမသိရင် तू ပြောတတ်မှာမဟုတ်ဘူးပေါ့မဝေဖန်တတ်ဘူးပေါ့အဲ့တော့ဒါကဥစဉ်ဥပမာတစ်ခုပြောပြတာဘာသာရေးမှလည်းပဲဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုဗုဒ္ဓဘာသာကိုဝေဖန်ပြောဆိုမယ်ဆိုရင်ဒါဘာသာရေးနဲ့ပတ်သက်ပြီးတော့ဖခင်เจ้าနဲ့ပတ်သက်ပြီးတော့ဝေဖန်မယ်ဆိုရင်ဖခင်เจ้าကိုကတိမှာ တရားကြောင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မယ်ဆိုရင်တရားကြောင်းကိုလည်းသိမှာတန်ဃာကြောင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မယ်ဆိုရင်တန်ဃာကြောင်းကိုလည်းသိမှာဝေဖန်ဆိုတဲ့ဒီစကလုံးကိုကြားလိုက်တာနဲ့ဝေဖန်တယ်ဆိုတဲ့ဒီစကလုံးစကလုံးဒီဒါအကောင်းအဆိုးကိုတုံးသက်စစ်စစ်ပြတယ်လို့မိမိရဲ့ညံမှာဒီလိုလေးသိနေပြီးတော့ထားရမယ်ပေါ့ဘဇက်ကပြောလိုက်တာကတော့ဒါဝေဖန်ရမယ်ဝေဖန်မယ်ဆိုပြီးတော့ လားတကယ်ကိုပြောနေတာကြတော့ဝေဘာနာမဟုတ်ပဲနဲ့အပြစ်တင်အပြစ်ဖို့အပြစ်ရှာနေတာတွေဖြစ်နေမယ်ဆိုလို့ရှိရင်ဒါမကောင်းဘူးပေါ့အဲ့တော့ပြောချင်တာကသိလို့ရှိရင်တော့ဝေဘန်တင်ပါတယ်ဝေဘန်ကောင်းပါတယ်မသိရင်တော့ဝေဘန်တင်ဘူးမဝေဘန်ကောင်းဘူးပေါ့အဲ့တော့ဝေဘန်နေဆိုတဲ့နေရာမှာတောင်မှဘယ်လိုစိတ်ထားနဲ့ဝေဘန်ပါလဲเนาะဒါလေးကို တည်တည်နေပေါ့ဗျာဘာသာတာသနာရဲ့အကျိုးကိုတကယ်လူလာပြီးတော့တကယ်ကောင်းတဲ့စိတ်ထားနဲ့ဝေဖန်ပါလားအပြုတ်သဘောနဲ့ဝေဖန်ပါလားအပြတ်သဘောနဲ့ဝေဖန်ပါလားပေါ့ဒါတို့အောင်ပြောရင်တော့တချို့ကဘာသာတာသနာနဲ့ပတ်သက်ပြီးတော့ဘူတုတ္တများစွာရှိပါတယ်ဗေရီယာတန်ဃာနဲ့ပတ်သက်ပြီးတော့ဘူတုတ္တများစွာရှိတယ်ဒါပေမဲ့ဝေဖန်ပြောဆိုတဲ့နေရာမှာအပြုတ်သဘောမဆောင်ဘဲနဲ့ ဒါအပြည့်သဘောဆောင်ပြီးတော့ပြောဆိုဝေဖန်တာမျိုးလည်းရှိတယ်ပေါ့တကယ်တည်းဥစဉ်တို့အတွေ့အကြုံရဥစဉ်တို့ရဲ့ဘုသူတအရဆိုလို့ရှိရင်တော့ဘာသာသာသနာနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြောဆိုပါတယ်ဆိုပြီးတော့ဝေဖန်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာအပြစ်တင်ကဲ့ရက်နာကဲ့ရက်နေတာတွေကိုဥစဉ်တို့တွေ့ရတယ်နောက်ပြီးတော့ တကယ်ဝေဖန်တဲ့ပုံကိုယ်တွေသည်တကယ်သိပြီးတော့တကယ်ဝေဖန်တဲ့ပုံကိုယ်တွေသည်ကောင်းကျိုးကိုမျှော်ကိုးပြီးတော့လိုလားပြီးတော့ဒါဝေဖန်ကြတယ်ပေါ့တချို့ကြတော့နည်းနည်းလေးကိုသိတာလေးကိုဒါအနေနဲ့အနေနဲ့ဘုသူတ္တလေးနဲ့ဒီလိုသိပြီးတော့ဝေတော့ဝေဖန်တယ်ဒါပေမဲ့သူကမကောင်းတဲ့အကြံစီနဲ့မကောင်းတဲ့စိတ်ထားနဲ့ဝေဖန်တာမျိုးလေဒါဥစဉ်တို့ဘုသူတ္တရရပေါ့အတွေ့အမြင်ရပေါ့နော် ဥစဉ်တို့ကြုံတွေ့ရတဲ့ဒါအတွေ့အမြင်ရဆိုဒီလိုမျိုးလဲရှိတယ်ပေါ့အဲ့တော့လူရင်းတူရှင်ဥစဉ်ပြောပါမယ်ဝေဘန္တာရဲ့အပြစ်တင်တာရဲ့ကရက်တာရဲ့ဟာဒါတခြားစီပါဆိုတာကိုနံပါတ်1သိထားရမယ်နောက်တကဝေဘန်မယ်ဆိုလို့ရှိရင်ဝေဘန်ဆိုတဲ့စကားလုံးဒီအကောင်းအဆိုးကိုဒါခွဲခြားပြတာတုံ့သက်ပြတာ ဒါကိုဝေဖန်တယ်လို့သုံးတယ်အဲ့တော့ကိုကဘာသာရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်မယ်ဆိုလို့ရှိရင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့အကောင်းအဆိုးကိုကိုကတကယ်သိထားမှာဒါဝေဖန်မယ်ဆိုလို့ရှိရင်တော့ဒါကောင်းသောဝေဖန်ခြင်းအဲ့တော့အကောင်းဆိုးကိုလည်းပဲတိပြီးတော့ဝေဖန်ပါတယ်တဲ့။ကောင်းတဲ့စိတ်ထားနဲ့ဘာသာတာသနာရဲ့အကျိုးကိုတကယ်လိုလားပြီးတော့ဒါဝေဖန်တာမျိုးဆိုလို့ရှိရင်တော့ ဝေဖန်တဲ့ဝေဖန်မျိုးဆိုလို့ရှိရင်တော့ဒါကတော့အကောင့်တကအကောင့်ဆုံးပေါ့ဗျာကိုကိုတိုင်ကဝေဖန်နေဆိုတဲ့စကားရဲ့အတိတ်ပဲအနတ်အတိတ်ပဲကိုလည်းသိတယ်ဝေဖန်မဲ့ကိုဝေဖန်မဲ့ဘာသာရဲ့အကောင့်ဆုံးအကြောင်းကျိုးကိုလည်းပဲတကယ်ထဲထဲဝင်ဝင်သိနာလေတယ်ဟောကောင်းတဲ့စိတ်နဲ့ကောင်းတဲ့အသိဉာဏ်ရှိသွားရှိတဲ့ဘာသာသာသနာအပေါ်မှာအကျိုးလူလာတဲ့စိတ်နဲ့ ဒါဝေဖန်ပြတာမျိုးဆိုလို့ရှိရင်တော့ဒါအမြဲတမ်းဝေဖန်တင့်တယ်အချိန်တိုင်းဝေဖန်တင့်တယ်လို့ဦးစင်းကတော့ဒီလိုပဲပြောခြင်းပါတယ်ဒါကြောင့်တချို့ကပြောတာကဘာတိုင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်ဝေဖန်ကြဝေဖန်တင့်တယ်ဆိုတာကတချို့ကရန်တမ်းပြောတာမမှန်ကအေးဘာတိုင်းနဲ့ပတ်သက်ပြီးတော့မင်းတို့ဝေဖန်မယ်ဆိုလို့ရှိရင်တော့ဒီလိုဒီလိုဆိုလို့ရှိရင်တော့မင်းတို့ဝေဖန်တင့်တယ်ဘာမှမတင့်တော့မဝေဖန်နဲ့ ဒါဒီလိုပြောရမှာပေါ့ဘာမှမသိတော့မဝေဖန်ကောင်းဘူးမင်းတို့ကဘာမှမသိဘဲနဲ့တစုံတစလေးသိပြီးတော့ဝေဖန်လိုက်မယ်မင်းတို့ပြောတာကိုဘာမှမသိတဲ့လူငယ်တွေကစလို့ပေါ့ဒါလူကြီးတွေအထိပေါ့တချို့ဘာမှမသိဘူးအဲ့တော့အဲ့ဒီလူပြောတာကိုအဟုတ်ထင်သွားလို့ရှိရင်ဒါဘာသာသာသနာမှာဒါအမှန်အမှားကိုသူတို့တကယ်ဒါအမှန်နဲ့ဒါကမားတယ်သူတို့မသိဘဲနဲ့မင်းတို့ပြောတာလောက်ကိုပဲနားထောင်ပြီးတော့ မင်းတို့ကအမားပြောလိုက်လို့ရှိရင်အဲ့ဒီအမားကြီးကိုသူတို့ကအမှန်ထင်ပြီးတော့မှတ်ထားလိုက်လို့ရှိရင်ဒါမင်းတို့အတွက်ဒါအပြစ်ဖြစ်တယ်မကောင်းဘူးဆိုတာကိုဒါဒီလိုပြောပြဖို့တော့လိုအပ်တယ်ပေါ့ဒီလိုဆိုလို့ရှိရင်တော့ဒါမင်းတို့ဝေဖန်အေးဒီလိုဆိုလို့ရှိရင်တော့မဝေဖန်နဲ့မဝေဖန်ကောင်းဘူးဘာဖြစ်လို့မဝေဖန်ကောင်းတာလဲမင်းတို့ကအမားဝေဖန်လိုက်တဲ့အတွက်ကြောင့်မို့လို့ဘာမှမသိဘဲနဲ့မင်းတို့စိတ်ထင်ရပြောပြီးတော့ဝေဖန်ပြောဆိုလိုက်တဲ့အတွက်ကြောင့်မို့လို့တခြားသူတွေကမင်းတို့ပြောတာကိုဒါအမှန်ပဲလို့မှတ်လိုက်လို့ရှိရင် တကယ်တမ်းကျတော့သူတို့မှတ်သွားတဲ့အမှတ်ဒီအမှန်မဟုတ်ပဲနဲ့အမှားဖြစ်နေတယ်။ဒါကြောင့်မင်းတို့မကောင်းမှုအပြစ်ရှိတယ်။အဲ့ဒီလိုမျိုးမဝေဖန်သင့်ဘူးပေါ့။ဒါဒီလို ပြောပြဖို့လိုအပ်တာပေါ့ဗျာနော်။အဲ့တော့ဦးဇင်းတို့ညီနေတွေ့နေရတာကတော့ဝေဖန်နေဆိုတဲ့ခေါင်းစဉ်အောက်မှာအပြစ်တင်ခြင်းအပြစ်ပို့ခြင်းအပြစ်ရှာခြင်းဖယားကိုတော့မှတက်ဝေဖန်တာလေ။ဘိုးမကြသေးခင်က ဒါကြားဘူးပါလိမ့်မယ်နော်ဒါဥစဉ်ကတော့ဟိုပုပ်ကိုရေးမို့လို့မပြောတော့ပါဘူးဟာလားပုပ်ကိုရေးပိုင်းထိခိုက်တာကိုမပြောမပြောပါဘူးဖះမတရားဘူးဆိုတဲ့နော်ဒီလိုပြောတာမျိုးတွေပေါ့နောက်တရားနဲ့ပတ်သက်ပြီးတော့လည်းပဲတရားပုံမှာဒါတန်တရားဖြစ်တဲ့စကားတွေပေါ့ဟိုတလောကဥစဉ်တင်လိုက်တဲ့စေတနာကောင်းရင်ကံကောင်းတယ်ဆိုတာဒါယုံကြည်တဲ့သူရှိတယ်လို့မယုံကြည်တဲ့သူလည်းရှိတယ်ပေါ့လက်ခံတဲ့သူရှိတယ်လို့လက်မခံတဲ့သူလည်းရှိတယ်ပေါ့ အဲ့တော့အဲ့ဒီအပေါ်မှာအဲ့ဒီတရားဓမ္မအပေါ်မှာလည်းပဲဒါဝေဖန်ပြောဆိုတယ်ပေါ့။ဟောတန်ခါနဲ့ပတ်သက်ပြီးတော့ယဟန်တန်ခါတွေနဲ့ပတ်သက်ပြီးတော့လည်းပဲဝေဖန်ပြောဆိုတယ်ပေါ့။အဲ့တော့သူတို့ပြောဆိုမှုဒီကြီးလိုက်တဲ့အခါကျတော့မသိလို့ရန်တန်ပြီးတော့ပြန်ပြီးတော့ဝေဖန်ပြောဆို ခြင်းမျိုးတွေက အများစုတွေ့ရတယ်ပေါ့။တိတဲ့သူကြတော့မပြောတော့ဘူးလေ။ဥမာစေတနာကောင်းရင်ကံကောင်းတယ်ဆိုတဲ့ ဒီစကားကိုဦးဇင်းကသုံးလိုက်တယ်ဒါပေမဲ့ကံနဲ့ပတ်သက်တဲ့ဘုရားဟောထားတဲ့ကံနဲ့ပတ်သက်တဲ့အကြောင်းအရာကိုအပြည့်စုံကိုဒါလိလထားလို့သင်ကြားထားလို့ပေါ့ဒီလိုစသည်အဖြစ်တိကျတဲ့သူတွေကဘယ်ပြောမလဲဘာမှမပြောတော့ဘူးပေါ့မသိတဲ့သူတွေကတော့ဟာမယုံဘူးအခုဒီလောက်ဒုက္ခတွေရောက်နေတာစေတနာကောင်းရင်ကံကောင်းတယ်ဆိုတာဒါအလကားပါမဟုတ်ပါဘူးစရှိတည်တာပြန်ပြီးတော့ဝေဖန်ပြောဆိုတယ်ပေါ့အဲ့တော့ဝေဖန်ယုံနေမဟုတ်ပဲနဲ့ ဘာဖြစ်လဲဆိုတော့အပြစ်သဘောမျိုးပါသူတို့ကပြောဆိုကြတယ်ပေါ့။ကြင်ထားဒီကနေ့ပြောချင်တာကဘာတိုင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်ကောင်းလားဝေဖန်ကောင်းလားဆိုတဲ့ဒါအဓိကကဒါကိုပြောချင်တာပါ။ကိုကဘာတိုင်းနဲ့ပတ်သက်ပြီးတော့တဏီအဖြစ်ဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့ထဲထဲဝင်ဝင် သိနာလေထားတယ်ဆိုလို့ရှိရင်ကောင်းတဲ့စိတ်နဲ့ဝေဖန်ရင်ဝေဖန်ကောင်းပါတယ်။ကောင်းတဲ့စိတ်ထားလေးနဲ့ဝေဖန် ကောင်းကျိုးကိုလိုလားပြီးတော့ဖြစ်တင်ဖြစ်ရလေးကိုဒါဝေဖန်ပြောဆိုပြတာကကောင်းပါလေအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကိုကဝေဖန်တယ်ဆိုပြီးတော့ဘာတိုင်းနဲ့ပတ်သက်ပြီးတော့တစွန်းတစတိယုံမြနဲ့ကိုအထင်ကိုအမြင်နဲ့ပြောဆိုဝေဖန်တာကတော့ဒါမကောင်းဘူးပေါ့မကောင်းဘူးဆိုတာကကိုပြောလိုက်တဲ့အပြောကိုဘာမှမသိတဲ့လူများကနေပြီးတော့ဒါကိုအမှန်ထင်ပြီးတော့ဒါမယူလိုက်မယ်ဆိုလို့ရှိရင်သူတို့မှတ်သွားတဲ့ ဒါအမှတ်ဒီမှန်ကန်တဲ့အကြောင်းရဆိုရင်အကြောင်းမဟုတ်ဘူးပေါ့ဟိုမှာကဝေဖန်တယ်ဆိုပြီးတော့ဟလာပြစ်တင်ပြောဆိုကိုထင်ရကိုပြောတဲ့ဒီစကားတွေကိုဒါအမှန်ထင်ပြီးတော့ဒါကို အမှန်လို့မယူသွားရင်ဒါအမားကိုအမှန်မယူလိုက်တဲ့အတွက်ကြောင့်မို့လို့ဒါမိမိအတွက်မကောင်းတယ်လို့သူတပါအတွက်လည်းမကောင်းဘူးဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့မတိလို့ရှိရင်တော့အကောင်းအဆိုးကိုမှမတိလို့ရှိရင်တော့ဒါ မဝေဖန်တာကတော့အကောင်းဆုံးလို့ဦးစင်ကတော့ဒီလိုပြောခြင်းပါတယ်။သိတယ်ဆိုလို့ရှိရင်ဝေဖန်ဒါပေမဲ့အကောင်းတဲ့စိတ်နဲ့နော်ဝေဖန်ရမယ်ပေါ့ဗျာ။မေတ္တာထားပြီးတော့ဝေဖန်ရမယ်တဲ့။ဦးစင်တို့ယဟန်တန်ကများနဲ့တခါတကမတ်များဆိုတာဟာကျင့်ဝတ်တွေကိုစီရှိကြတယ်ပေါ့။အဲ့ဒီကျင့်ဝတ်တွေထဲမှာတခါတကမတ်တွေပုံမှာဦးစင်တို့ယဟန်တော်များပြုကျင့်ရမယ်ကျင့်ဝတ်ထဲမှာဒါမေတ္တာထားရမယ်ဆိုတဲ့ဒီချက်ပါ။ မေတ္တာဆိုတာကကောင်းကျိုးကိုလူလာတဲ့စိတ်ထားနဲ့ကောင်းတဲ့ကာယကံဝစီကံနော်ဒီလိုမနှောကံပေါ့ဗျာအဲ့တော့မေတ္တာဆိုတာကောင်းကျိုးကိုလူလာတဲ့စိတ်ဒါကိုမေတ္တာလို့ခေါ်တယ်ပေါ့တခါတကမတိပုံမှာယဟန်တော်များကမေတ္တာ ထားရတယ်တခါတကမတွေကလည်းပဲယဟန်တော်တွေအပေါ်မှာပြုကျင့်ရမယ်ဝတ္တရားထဲမှာယဟန်တော်တွေအပေါ်မှာမေတ္တာထားရမယ်ဆိုတဲ့ဒီချက်ပါတယ်ပေါ့အဲ့တော့တူးနဲ့တူးတာမေတ္တာကူးရမယ်ပေါ့ဗျာ အဲ့ဒီလိုကောင်းတဲ့မေတ္တာတရားနဲ့ဒါဝေဖန်မယ်ဆိုလို့ရှိရင်တော့ဒါဖះကိုပဲဝေဖန်ပြတာပဲဖြစ်ဖြစ်တရားကိုပဲဝေဖန်ပြတာပဲဖြစ်ဖြစ်တန်ခါကိုပဲဝေဖန်ပြတာပဲဖြစ်ဖြစ်ဒါဝေဖန်နေဆိုတာเนาะအကောင်းဆိုးကိုတုံသက်ပြတာเนาะဒါလေးကိုတော့မမိနဲ့အပြစ်တင်တာအပြစ်ပြောတာနဲ့မတူဘူးအဲ့လိုဖះတရားတန်ခါဆိုတဲ့ဒီအကြောင်းအရာကိုကောင်းစွာသိပြီးတော့ဒါကောင်းတဲ့စိတ်ထားနဲ့ ဝေဖန်မယ်ဆိုရင်ဒါဝေဖန်ကောင်းတယ်ဝေဖန်ကြပါလို့ဦးစင်ကတော့တိုက်တွန်းပါတယ်မေတ္တာရှိထားပြီးတော့ဝေဖန်ပါအေးဘာမှမသိဘဲနဲ့ကိုသိတာကအဲလူများပြောနေတဲ့စကားဆိုရင်ဟဟလာမတောက်တစ်ခေါက်တစုံတစပါဗျာအဲ့တော့တထွားတမိုက်လောက်သိပြီးတော့ကိုထင်ရကိုကိုပြောပြီးတော့ဝေဖန်မယ်ဆိုလို့ရှိရင်တော့ဒါမကောင်းဘူးမဝေဖန်သင့်ဘူးလို့ဒီလိုဦးစင်ကတော့ပြောချင်ပါတယ်ကဲအားလုံးတော့ဓမ္မကျင့်ကိုသူတော်စင်များဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒါဝေဖန်ခြင်းဆိုတဲ့ ဒီဝေဖန်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါဥစဉ်ပြောပြမြတ်ဝုမှုကိုဒီမှာပဲဥစဉ်ဒါအဆုံးတတ်ပါမယ်။ကဲအလုံးစုံဓမ္မချစ်ခင်သူတော်စင်များဘာသာရေးနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့စိတ်ထားရှိသွားရှိပြီးတော့မေတ္တာတရားရှိထားပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒါအကောင်းဆုံးအကြောင်းကျိုးကိုသိနာလည်ပြီးတော့ဒါကောင်းတဲ့စိတ်ထားနဲ့ဝေဖန်နိုင်ကြပါစေလို့ ဦးစင်ကနေပြီးတော့ဆုတောင်းဆန္ဒပြုပါတယ်။ကဲအားလုံးသောဓမ္မချစ်ခင်သူတို့ဇင်များကိုစိတ်နဲ့ပြအကျမ်းမှချမ်းသာစွာနဲ့သာသနာအကျိုးကိုလည်းပဲစတတ်တတ်ဘူးတည်ဘူးဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှာပံသူဝင်ရောက်နိုင်ကြကုန်သည့်သာသနာပြုသူတို့ကောင်းသူမျက်လောင်များဖြစ်နိုင်ကြပါစေ။